မင်္ဂလာပါလို့နှုတ်ခွန်းဆက်ပါတယ်ဖျားရှင်ဖျားသခင်ရဲ့ခြေစရောကိုချီးမွမ်းပါတယ်ခြေစရောကြောင့်2025ခုနှစ်အောက်တိုဘာလ23ရက်နေ့သို့ရောက်ရှိလာပါပြီပို့ဆောင်တော်မူသောဖျားရှင်ကိုချီးစွတ်တင်ပါတယ် ယခုကျွန်တော်တောင်ကြီးပန်တခွားမှ live လည်နေခြင်းဖြစ်ပါတယ်ဆုတောင်းကြပါစို့အဖဖျားနေ့တိုင်းနှုတ်ဘတော်နားထောင်သူများကောင်းချီးပေးတယ်အခုလည်းတဖန်နှုတ်ဘတော်အဖြစ်တိဆောက်เสียဖြစ်စီပါအခုကျွန်တော်ပြောတာထက်ကိုရောပြောခြင်းသာဖြစ်စီပါတခိယေရှုနာမအဖြစ်ဆုတောင်းရဲ့ဝေငှပါတယ်ဖျားအာမင်ဖျားရှင်ရဲ့ကြီးစွာကိုချီးမွမ်းပါတယ်ကျွန်တော်တို့ကောင်းစဉ်တစ်ခုနားထောင်နေပါတယ်အဲ့ဒါကတော့ဆာလန်ချန်အာချုံငုံလိလာခြင်း ကျွန်တော်ဆလန်ချန်တက်ကနေ150ကိုကျွန်တော်ခြုံငုံလိလာတာဒီကနေ့ဆိုရင်တော့ကျွန်တော်40ခုမြောက်သောဆလန်ကိုရောက်ပြီဖြစ်တယ်အခု41ကနေကျွန်တော်ဆက်သွားမှာဖြစ်တယ်ဆလန်တက်ကနေဆလန်40ထိအဲတိတိနဲ့အချက်ကလေးတွေကျွန်တော်ခြုံငုံပြီးအများကြီးကျွန်တော် ဖော်ပြခဲ့ပါပြီမှတ်မိမယ်လို့ယုံကြည်တယ်ဒီကနေ့ကတော့50ခုမြောက်သောဆလန်ကိုဖော်ပြခြင်းပါတယ်အဲ့တော့50ခုမြောက်သောဆလန်ကတော့သစ္စာဖောက်သောမိတ်ဆွေ အဲ့ဒီ50ခုမြောက်သောဆာလောင်ဆာလန်ဆာဒါဝိတ်ကိုယ်တိုင်ရေးသားထားတယ်လို့ဒါမှတ်ချက်တင်ထားတယ်အဲဒီကြောင့်ဆိုတော့ဒီ50ခုမြောက်သောဆာလံပိုက်ငယ်6မှာနောက်ကျော်ဖတ်ပြခြင်းနဲ့အကေစင်စစ်ငါယုံ၍ငါမုတ်ကိုစားသောအဆွေခင်မွန်းသည်ငါကိုခြေနှင်းကြောက်တည်းအဲ့တော့ဘာလဲဆိုတော့ဒါဝိတ်မင်းကြီးကသူ့သားအဘရှလုံသူ့ကိုပုံကန်တဲ့အချိန်သူတိုးထဲမှာထွက်ပြေးရအဲ့ဒီအချိန်မှာဒါဝိတ်မှာအမတ်နှစ်ယောက်ကြံခဲ့ နံပါတ်1အမတ်ကဟိသောဖေလာလို့ခေါ်တယ်နံပါတ်2အမတ်ကခုရှဲအဲ့ဒီဟိသောဖေလာနဲ့ခုရှဲနှစ်ယောက်မှာအဟိသောဖေလာသစ္စာဖောက်ပြီးအဘရှလုံဘက်ကိုပါသွားတယ်ဒါကိုဒါဝိကကြားတဲ့အခါမှာဒီ51ခုမြောက်သောစာလံကိုရေးခဲ့တာဖြစ်တယ်ငါယုံ၍ငါမုတ်ကိုစားတဲ့အဆွေခင်မောကငါကိုခြေနဲ့ကြောက်တယ်ဆိုတာငါ့ကိုသစ္စာမဲ့တယ်လို့ပြောတာလေဖြစ်ပါတယ် အဲ့တော့ဒီဘာလို့အီသောပေလားသစ္စာဖောက်လဲဆိုတော့အီသောပေလားရဲ့သားစစ်သူကြီးအီလီယန်ဒါဝိရဲ့စစ်သူကြီးပဲအီလီယန်ရဲ့သမီးကဘာသရှိဘအဲ့တော့ဘာသရှိဘအဟိသောပေလားရဲ့မိဖြစ်တယ်အဲ့တော့ဒါဝိကဘာသရှိဘကိုမတရားသိမ့်ပိုက်ခဲ့တာကိုအဟိသောပေလားတီးထားတယ်ဒါကြောင့်ဒါဝိသားအဘရှလုံပုံကံတဲ့အခါမှာဒါဝိဘက်ကနေအဟိသောပေလားရက်တီခြင်းမရှိတော့ဘဲ အပါရှလုံဘက်ကယက်တည်တယ်ဆိုတော့ကိုသတ်တွေ့ရတယ်ဒါပေမဲ့ဒါဝိတ်ကဖယားဘက်မှာယက်တည်တဲ့အခါဖယားသခင်ကဒါဝိတ်ဘက်မှာပဲယက်တည်ပြီး ကောင်းကြီးပြီးတယ်ဆိုတော့ကိုသတ်တွေ့ရတယ်ဒါကြောင့်တကယ်တော့ဒါဝိတ်ကစင်းလုံးကြောမှန်တာတော့မဟုတ်ပါဘူးသူလည်းမှားပါတယ်ဒါပေမဲ့သူကဖယားဘက်မှာယက်တည်တယ်သူ့ပြစ်ကိုသူတောင်းမှန်တယ်သူခွန့်လွတ်တယ်သူချီနှောင်ခြင်းမရှိတဲ့အခါမှာသူ့ပြစ်တော့ဝင်ချတောင်းမှန်တာကဘုရားသခင်ကခွန့်လွတ်ပြီးသူ့ကိုဂယုဏပြန်ပေးတယ် ဒါပေမဲ့သူ့သစ္စာဖောက်တဲ့ဤသောပေလာကြောင့်တောင်းပန်ခြင်းမရှိဘူးခြင်အောင်ထားတယ်တီးထားတယ်အံသွားခဲကြိတ်တယ်မနာလိုတဲ့စိတ်ရှိတယ်ဒုက္ခပီးခြင်းစိတ်ရှိတဲ့ကနောက်ဆုံးဤသောပေလာသူ့ကိုယ်သူတတ်သိသွားတယ်ဆိုတော့သူတွေ့ရတယ်ဒါကြောင့်၄၀တခုမြောက်ဘုရားလာအသိကြီးပါတယ်ဒါဝိကိုသစ္စာဖောက်တဲ့ဤသောပေလာအကြောင်းဒါဝိကရေးထားတာဒါဝိကသစ္စာဖောက်ခြင်းခံလိုက်ရတယ်ဒါပေမဲ့ဒါဝိဘာမှမဖြစ်ဘူးဒါဝိကဘုရားဘက်မှာရက်တည်တော့ဘုရားသူ့ကိုကွက်ကပဲ သူ့သစ္စာဖောက်တဲ့အဤသောဗေလာပဲသိသွားတယ်ဆိုတော့သတ်တူရတယ်။ဒါဒီနေ့ကျွန်တော်တို့ဘုရားပေါ်မှာသစ္စာရှိပါဘုရားသခင်ကတင့်ဘက်ကယက်တည်နေမယ်ဆိုတော့အပိချင်တယ်ဒါ50ခုမြောက်သောဆက်လက်နောက်50နှစ်ကနေ53ပေါ့နော်အဲ့ဒါပါလဲဆိုဘုရားသခင်ဗိမာန်တော်ကိုတန်းတလွန်းဆွတ်ခြင်း အဲ့တော့ကျမ်းစာထဲမှာဘုရားသခင်ဗိမာန်တော်ကိုတန်တလွန်ဆွတ်တဲ့အကြောင်းအရာက52ခုမြောက်သောစာလံနဲ့53ခုမြောက်သောစာလံဖတ်ရင်အဲ့ဒီမှာကျွန်တော်တို့တွေ့ရမှာဖြစ်တယ်နော်52ခုမြောက်သောစာလံပိုက်ငယ်တစ်ဆိုကျွန်တော်အားလုံးသိတယ်အလွန်နာမည်ကြီးတဲ့ကျမ်းပိုက်ဖြစ်တယ်သမင်တရေသည်ရေစီးသောချောင်းကိုတောင်းတတဲ့ကဲဆိုကျွန်တော်ဝိညာဉ်သည်ကိုတော်ကိုတောင်းတပါသည်ဖခင်နောက်တော့ဝိမင်းကြီးကဘာမှရှိလဲအရင်မကြည့်ရှိတဲ့နေရာမှာဖခင်ကိုတောင်းတနေတာအဲ့ဒါထူကြတယ် အတင်ကုပမာရှိလေရေမကြီးရှိတဲ့နေရာမှာဖယားကိုမျောကြည့်တတ်တဲ့အသက်တာရှိဖို့ကပိုအရေးကြီးတယ်။ဖယားရှိခိုးခြင်းစိတ်ရှိရမယ်။ဖယားကိုချီးမွမ်းခြင်းစိတ်ရှိရမယ်။ဆုတောင်းခြင်းစိတ်ရှိရမယ်။ဖယားနဲ့သွာလာခြင်းစိတ်ရှိရမယ်။အဲဒါအရေးကြီးဆုံး။ဒါဝိကဘယ်မှာရှိလဲထက်ရှိတဲ့နေရာမှာဖယားနဲ့မွေ့လျော်တယ်။ဖယားကိုတောင်းတာ။တမင်ကရေစီးတဲ့ချောင်းတောင်းတာဆိုဒါဝိဝိညာဉ်ကလည်းဖယားကိုတောင်းတာနေတယ်လို့ဒါပေါ်ပြနေခြင်းလည်းဖြစ်ပါတယ်။ ။အဲကြောင့်ဒီ52ခုမြောက်သောဆာလနဲ့53ခုမြောက်သောဆာလဘုရားသခင်ဗိမာန်တော်ကိုလွန်စွတ်တန်းတာ။အဲတော့အရင်ကအစ္စရေလကဘုရားကိုဗိမာန်တော်မှာပဲဘုရားရှိတယ်လို့သူတို့ယုံကြည်တယ်။ တော့ဗိမာန်တော်နဲ့အဝေးဆုံးရက်တွေရောက်နေသူတို့ဗိမာန်တော်မျောချီးပြီးဗိမာန်တော်အောင်းမိပြီးဗိမာန်တော်မှာကိန်းဝတ်တဲ့ဖယောက်သူကလွန်ဆွတ်တန်းတာအဲ့ဒါလီဇာတစ်ခုမြောက်သောဆာလာနဲ့53ခုမြောက်သောဆာလာတောင်53ခုမြောက်သောဆာလာပိုက်ငယ်ငားမှာဒီလိုရေးထားတယ်အိုးငားဝဉဉ်တင်စီဖဲကြောင့်ညှိုးငယ်သနီးငါအဲမှာမငြိမ်မွန်းရှိသနီးဖယားသခင်ကိုမျောလင့်လျက်နေလို့ငါကိုကယ်တင်တော်မူသောရှင်ငါကိုကိုယ်သောဖယားသခင်ကိုဖယားသခင်ကြီးကျေးဇူးတော်ကိုငါချီးမွမ်းသောပနာပြုရလီအန်တရီ 他他给俺表嘞，都陪俺要要，都问人我哈啦，培养起嘛别细呢不都啊，啊面子低别人，哎，什么都重要。我讲侬把姑姑也得抓住，把这逼别人，现在，人家说的伊都把这逼别人啦。 အခြားယာရီတော့ပဲကိုကိုသတိပေးတာလားဒါမို့ဖယားနဲ့အဆက်အသွယ်မပြတ်ဖို့သတိပေးတတ်တဲ့အသက်တာရှိဖို့လူတွေအဲ့ဒါ52ခုမြောက်သောဆာလံနဲ့53ခုမြောက်သောဆာလံဖိုက်တွေ့ရမယ်ကဲနောက်54ခုမြောက်သောဆာလံ54ခုမြောက်သောဆာလံဆိုတာဖယားသခင်သည်သူ၏လူများကိုမိပြီလောအဒီ54ခုမြောက်သောဆာလံမှာတော့ဆာလံဆရာကဖယားသခင်သူ့သားမီးကိုများမိသွားပြီလားဆိုပြီးတော့သူတို့ကဖယားကိုနော်အသနာခံပြီးတော့ တန်းတပြီးတော့လွန်းဆွတ်ပြီးတော့ရေးတာဖြစ်တယ်။တကယ်တော့ဘုရားကသူ့လူတွေကိုမမေ့ပါဘူး။သူ့လူတွေကိုသူကအမြင်ဆောင်ကြည့်နေတယ်။ဒါပေမဲ့သူ့လူတွေကသာဘုရားသူတို့မေ့ပြီလားလို့သူတို့ထင်လောက်အောင်ဘုရားကိုတုံ့ပြန်တယ်။တကယ်တော့ဘုရားကငိုင်းကြီးအိပ်ပြောခြင်း မရှိဘူးဆိုတာကိုတွေ့ရတယ်ဒါကြောင့်54ခုမြောက်သောဆာလသူ့လူတွေကိုဖေအမိပြီလားဆိုပြီးသူတို့အောင်းမိတန်းတာတဲ့ဆာလံဖြစ်တယ်နောက်55ခုမြောက်သောဆာလံတော့ထူးကြတယ်အဲ့ဒါရှင်ဘရင်တပါးရဲ့မင်္ဂလာဆောင်တဲ့သချင်းရှင်ဘရင်တပါးမင်္ဂလာဆောင်တဲ့အရာခန်းခန်းနာနာဒီသချင်းဖွဲ့ပြီးဒီဆာလံ55ခုမြောက်သောဆာလံမှာရေးထားတာအဲ့ဒီမှာအရှင်ဘရင်ရဲ့ကြီးကျယ်ခမ်းနားပုံ နော်တဒူးသမီးအဲ့ဘွဲရဲ့တင့်တဲဘုံအဲ့ဒါတွေကို55ခုမြောက်သောဆာလံမှာရေးထားတာဖြစ်တယ်။နောက်56ခုမြောက်သောဆာလံကနေ58ခုမြောက်သောဆာလံဘာလဲဆိုတော့ယေရုရှလင်မြို့ကိုဘုရားသခင်ကယ်တင်သောအခါဘုရားသခင်ကဒီယေရုရှလင်မြို့ကြီးကိုကယ်တင်ပြီဆိုတာသူတို့အမြဲဝန်ခံတယ်။ဒါကြောင့်ဒီ56ခုမြောက်သောဆာလံဆိုတာဒါတကယ်အလွန်နာမည်ကြီးတဲ့ကျမ်းပိုက်ပဲနော်။ဘုရားသခင်ကငါတို့ခေါ်လို့ရဖြစ်၍ခေါင်းအောင်ပေးရောက်ပေးတော်မူဘေးရောက်သည့်ကာလအထူးသဖြင့်ကုမြအကြောင်းထင်ရှားတယ်။ တောက်ချုပ်ကူးခဲ့တဲ့ဖေကဘေးရောက်တဲ့အချိန်မှာပိုကူမှတယ်ဆိုတော့သွားတွေ့ရတယ် ဒါယေရုရှလင်မြို့မှာလည်းဘေးကတစ်ချိန်လုံးရောက်နေတာဒါပေမဲ့ဘုရားသခင်ရဲ့ကယ်တင်ခြင်းကယေရုရှလင်မြို့မှာရှိတယ်ဘုရားရဲ့ကွယ်ကားခြင်းရှိတယ်ဘုရားရဲ့မဆာခြင်းရှိတယ်ဆိုတာကို56ခုမြောက်သောဇာလံနဲ့58ခုမြောက်သောဇာလံထိသူကအတိအကျဖော်ပြပြီးရေးသားထားတာဖြစ်တယ်ဒါကြောင့်58ခုမြောက်သောဇာလံပိုက်ငယ်နဲ့မှာမြေကြီးတစ်ပြင်လုံးရွှင်လန်းရာဇီးယုန်တောင်ထိပ်သည်အစင်းလာပြီမြောက်မျက်နှာဘက်၌မဟာမင်းကြီးမြို့တော်သည်တည်၏ဒါယေရုရှလင်မြို့ကိုညွန့်ခြင်းဖြစ်တယ် ဒါကြောင့်ဒါယေရုရှလင်မြို့နယ်ပတ်သက်ပြီးတော့ရေးထားတဲ့ဆာလံတွေဖြစ်တယ်46ခုမြောက်သောဆာလံတွေ48ခုမြောက်သောဆာလံတွေဖြစ်တယ်။ကဲနောက်49ခုမြောက်သောဆာလံ49ခုမြောက်သောဆာလံဘာလဲဆိုတော့လူချမ်းသာများနဲ့လူစင်းရဲတို့ဤသေခြင်းကိုယဉ်ဆိုင်ရသောအခါအင်းကျွဲဝတဲ့သူစင်းရဲတဲ့သူစင်းရဲသည်ဖြစ်စေချမ်းသာသည်ဖြစ်စေတနေ့သေရမှာပဲ။ အဲဒီအကြောင်းအရာနဲ့ပတ်သက်ပြီးဒါ49ခုမြောက်သောစာသားမှာအတိလင်းပါဖြစ်ဖြစ်ပေါ်ပြထားတယ်ဆိုတော့အခုတွေ့ရတယ်ကြောင့်ကျွန်တော်ကလူကသိရမယ်ဒါပေမဲ့သိပြီးဘယ်သွားမလဲအဲအဲ့ဒါအရေးကြီးတယ်လူတိုင်းကသိရမယ်ဒါတော့လူတိုင်းတူတယ်ဒါပေမဲ့သိပြီးဘယ်သွားမလဲသိထားတဲ့သူကတော့ပုံထူးကြတယ်တောင်မှချမ်းသာပြောတယ်ယေရှုကလည်းငါသည်ထမြောက်ခြင်းကြောင့်အသက်ရှင်ခြင်းအကြောင်းဖြစ်၏။နောက်ကိုယုံကြည်သောသူသည်သေလွန်တော်လေရှင်လိမ့်မည်။ တကယ်ရှိရကားတိုင်းမှာအသေးခံပြီးသုံးရမြောင်းနေထမြောက်ပြီးတော့ကျောင်းကျမအပြစ်တော့အသွေးတော်အဖြစ်ဖြောက်မှတ်ခြင်းကိုပြီးခဲ့တဲ့အဲ့ယေရှုခရစ်တော်ကိုကယ်တင်ရှင်ဖြစ်ယုံကြည်တဲ့မိသူမဆိုသေပေမဲ့အဲ့သေခြင်းတရားရဲ့နောက်ွယ်မှာသူ့ရဲ့ဝိညာဉ်ဟာကောင်းငင်ပရတိသူ့ဘုံဝင်စား권ရှိတယ်။ဘာကြောင့်လဲ?အဲ့ဒီသူတကယ်ရှုခရစ်တော်ကိုကယ်တင်ရှင်ဖြစ်ယုံခဲ့လို့ဒါကို49ခုမြောက်သောစာလမှာလဲလူချမ်းသာဖြစ်ဖြစ်လူဆင်းရဲဖြစ်သေမှာပဲတဲ့။ဒါပေမဲ့သေပြီးဘယ်သွားမလဲ။ ဒါကိုအဓိကဖော်ပြတာဒါကိုယုံကြည်သူခရိယန်များတို့သိပြီးပဲသွားမလဲသိရတာသခင်ယေရှုရဲ့ကားတိုင်းအဖြစ်စိတ်ချမှုရထားတယ်ဆိုတော့တွေ့ရတယ်။ကဲ90ခုမြောက်သောဆာလ90ခုမြောက်သောဆာလကတော့ဘာလဲဆိုတော့စစ်မှန်သောဝတ်ပြုခြင်းဘုရားသခင်ကိုဝတ်ပြုရင်ဘလို့ဝတ်ပြုမလဲဘလို့စစ်မှန်တဲ့ဝတ်ပြုခြင်းနဲ့ဘလို့လုပ်မလဲဘလို့ကိုးကွယ်မလဲဘလို့ဝတ်ပြုမလဲ အဲ့ဒီအရာနဲ့ပတ်သက်ပြီး90ခုမြောက်သောဆာလံမှာဖော်ပြထားတယ်။ဒါကြောင့်ကျွန်တော်90ခုမြောက်သောဆာလံပိုင်းငယ်23ဆိုတာကျွန်တော်အလွတ်ရဂျေဇူးချီးမွမ်းခြင်းရစ်ကိုပူဇော်သောသူကငါဘုံထင်ရှားစေတယ်။တော့လောကမှာဂုံနဲ့ဘုံနဲ့မတူဘူးတဲ့။ဂုံဆိုပတ်စံရှိရင်ရှိတယ်ပတ်စံပြောင်းရင်ဂုံပြောင်း။ပညာတတ်ရင်ဂုံရှိတယ်ပညာမဲ့ရင်ဂုံမဲ့။ရုပ်ချုံးရင်ဂုံရှိတယ်ရုပ်ပြတ်ရင်ဂုံမဲ့။ဂုံဆိုဖန်တီးလို့ရပါတယ်။ဒါပေမဲ့ဘုံချက်သေးဆိုဖန်တီးလို့မရပါဘူး။ ပဒံရှိရှိမရှိရှိပညာတတ်တယ်မတတ်တယ်ဘာမှမရှိပေမဲ့ဘုရားသခင်ရှိရင်ထူးခြားတဲ့ဘုံချက်တည်းရှိနေတယ်အဲဒါကစစ်မှန်သောဝိပုကိုးွယ်ခြင်းရှိသူတို့ဘုရားရဲ့ဘုံချက်တည်းရှိတယ်ဘုရားကိုချီးမွမ်းသောသူတို့ရှိတယ် နော်အမှုရောက်သည့်ကာလငါ့ကိုပထနာပြုငါသည်ကယ်လွတ်မင်းတင်သည်လဲချီးမွမ်းမယ်အဲ့ဒါ90ခုမြောက်သောစာလပိုက်ငယ်15ပြောနေတာစစ်မှန်တဲ့ကိုယ်ဝယ်ခြင်းမှာပထနာပြုခြင်းမှန်သည်နေသည်၍ဘုရားသခင်ကရအောင်ကယ်မယ်ဆိုတာဒီကိုဒီ90ခုမြောက်သောစာလမှာရေးထားတာဖြစ်တယ်တောင်ဒီကနေ့ချက်ကောင်းကြီးကိုမောင်မဒီစာလံကြောင့်ကိုနားထောင်နေတာဘုရားသိပ်ပြီးမင်္ဂလာရှိတယ်တောင်စစ်မှန်တဲ့ဝတ်ပြုကိုယ်ဝယ်ခြင်းနဲ့သွားပါဒီလောကမှာလူတွေဟာရွှေစစ်သလား စိန်စစ်သလားဗရမညာစစ်သလားနော်ပန်းကအစစ်ဖြစ်ရလားအခြားအစစ်တွေကိုပဲစဉ်းစားတာတကယ်တော့ကျွန်တော်တို့ကစစ်မှန်တဲ့နှလုံးသားကိုကျွန်တော်တို့စဉ်းစားပေးနေတာဘုရားသခင်ကျွန်တော်စစ်မှန်တဲ့နှလုံးသားနဲ့ကိုယ်ကိုယ်ချင်းကိုကြည့်ပြီးတော့ဘုရားကောင်းချီးပေးတာတောင်းတရင်ကျွန်တော်စစ်မှန်တဲ့အသက်တာ အတူရောက်မှုဘုရားရှိရောက်ရင်တစ်မျိုးနောက်ွယ်ကြရင်တစ်မျိုးအဲ့အဲ့ဒါအတူရောက်ဖျားချောင်းရောက်ရင်တစ်မျိုးဖျားချောင်းအပြင်ထွက်သွားရင်တစ်မျိုးအဲ့ဒါအတူရောက် စစ်မှန်တဲ့ကိုးကွယ်ခြင်းဆိုတာဘုရားကျောင်းရောက်သည်ဖြစ်စေမရောက်သည်ဖြစ်ဘယ်နေရာမှာရှိရှိတဲ့နေရာမှာသူတက်စာနဲ့ကိုးကွယ်ဘုရားမကြိုက်တာမဟုတ်ဘူးအဲ့ဒါစစ်မှန်သောဝိပုကိုးကွယ်ခြင်းအဲ့ဒါကို90ခုမြောက်သောဆာလာမရေးထားတာဒါကြောင့်ကျွန်တော်ဒါဒီကိုစင်ကျင်ပါကအဲ့ဒီနှုတ်ကပတ်တော်သင်ကိုကောင်းချီးပေးမှာဖြစ်တယ်ဒါနောက်ဆုံးနေနဲ့ဖြစ်ပျက်လေးတခုပြောပြီးနေကုန်ချုပ်ချင်တယ်။ဒါကတော့တက်တောက်ငတ်နော်တက်တောက်ငတ်ကပြားတွေကိုပြောတယ်။အာပြားတွေပြားလေးတွေကမင်းတို့ မင်းတို့ကတဲ့အစင်သင်းလောက်ထားပေမဲ့လူတွေကမင်းတို့ပြားရည်တွေယူယူသွားတာမင်းတို့စိတ်မဆိုးဘူးလားတဲ့အဲ့ချိန်မှာပြားကလေးတကောင်ကတက်တောင်ကကိုပြန်ပြောတယ်လူတို့ကလူတွေအားတဲ့ငါတို့ချင်ပြားရည်ပဲယူလို့ရတာတဲ့ဒါပေမဲ့ပြားရည်ထုတ်တဲ့နီးပညာကြတော့စစ်မှန်တဲ့ပြားရည်ထုတ်တဲ့နီးပညာငါတို့ချင်မှာပဲရှိတာကွာဟာသူပြောရစကားသိမ့်ပါအခုကတော့လောကမှာလူတွေကဟလာမွေးမြူပြီးပြားမွေးပြီးတော့မျိုးမျိုးတော့လောက်ကြတယ်ဒါပေမဲ့စစ်မှန်တဲ့ပြားထုတ်နေကပြားအစ်စ်မှာပဲရှိရတယ် ဖျားကဲသူတို့ပဲပြီးသားတော့တောက်ပြားကလေးကတက်တောက်ငှက်ကိုပြောတယ်လူတွေကငါတို့ရှေ့ပြားကြီးပဲယူလို့ရတာပါတဲ့ဒါပေမဲ့ပြားထုတ်တဲ့နီးပညာကြတော့ငါတို့ရှိမှပဲရှိခဲ့ဒီနေ့ချက်တော်ကြီးကိုမောင်မလောကကြီးမှာသင်တဲ့ကျွန်တော်အသက်ရှင်တဲ့အခါမှာလောကအရာတွေကတင့်ကိုအမျိုးမျိုးချင်းချောက်လို့ပဲရတာပါတင့်ထဲမှာရှိတဲ့စစ်မှန်တဲ့ငြိမ်သက်ခြင်းကိုလာဆွဲထုတ်သွားလို့မရဘူးစစ်မှန်တဲ့ငြိမ်သက်ခြင်းဆိုတာတမာတရားနဲ့သွားတဲ့သူ ဖယားနဲ့အသက်ရှင်တဲ့သူမှစစ်မှန်တဲ့ငြိမ်သက်ခြင်းရှိတယ်။အားလုံးကိုဖျက်ရှင်ကောင်းချီးပေးပါစေ။ကျွန်နဖာညနေ3နိုင်ခွဲမှပြန်လည်တွေ့ဆုံပါမယ်။နဖာမှာ91ကနေဆက်ပြီးကျွန်နထောက်တော်မှာဖြစ်ပါတယ်။အားလုံးကိုကျေးဇူးတင်ပါတယ်။စစ်တောင်းကောင်းချီးခံယူကြပါစို့။ခမီးတော်သားတော်သရှင်တော်ဝိညာဉ်တော်၃မတ်တူဖျက်ထံတော်ပါမှကောင်းချီးပြပြသည်။ကြည့်ရှုတဲ့ online ပရိသတ်များများမှပြည်နဲ့ကဘာကြီးပေါ်သူတော်ကောင်းဒီကနေ့မွနီကြောက်တယ်မွနီရှင်မြမင်္ဂလာနဲ့ပတ်လည်ကြောက်တော့သူများဘုံတော်ဝင်စားတဲ့သူတွေရဲ့ချက်ရှိတဲ့မိသားစုတွေနဲ့သိမှုရခြင်း ကြကြရင်ယုံကြည်ခြင်းနဲ့ချင်းသက်တော်ရဲ့တမန်ကျမ်းစာကြည်ကူးရေးပြိုင်ပွဲမှာကြည်ကူးရေးနေသောကရသသမီးအလုံးပေါ်မှာဘုရားသခင်ရဲ့ကောင်းချီးဖြာဖြာတက်ရောက်စေခြင်းအပြီးရေးနိုင်သောခွန်အားဖြတ်ရှင်ပေးခြင်းရေးတဲ့အခါမှာသူတွေအချိန်ပေးရပါလေခန္ဓာစိတ်ဝိညာဉ်ပေးဆက်တဲ့အခါအဲ့ဒီပေးတဲ့အရာနှလုံးသားကိုကြည့်ပြီးတော့ ဖယားသခင်ရင်ထံတော်ပါမှအံ့ဩပွေကောင်းကြီးခံစားရခြင်းနဲ့တကွာကြည့်ရှုတဲ့ online ပရိသတ်များမြန်မာပြည်နဲ့ကမ္ဘာကြီးပေါ်သို့ယနေ့မှစ၍ကာလဆင်မြန်းကောင်းကြီးပြပြတက်ရောက်တည်ရှိတည်နေပါစေသောအာမင်ကျေးဇူးတင်ပါတယ်ကြည့်ရှုသူအားလုံးကိုဖြတ်ရှင်ကောင်းကြီးပေးပါစေမြင့်သက်ချင်းရှိပါစေကျွန်တော်ပြန်လည်တွေ့ဆုံကြပါစို့